မိန်းကလေးတွေမချစ်တဲ့ယောက်ျားလေးငါမျိုးအချစ်ဆိုတော့အပြန်လန်ရှိနေမှချုံမြင်းနဲ့ချစ်ချင်းဖြစ်မှာတော့တဖက်ချစ်ပြီးတဖက်ကမချစ်ရင်အဲ့ချစ်ရေကကြကြမခံပါဘူးဒီတစ်ခါမှာတော့မိန်းကလေးတွေမချစ်တဲ့ယောက်ျားလေးတွေကိုပြောပြပေးပါမယ်ကောင်းလေးတွေအနေနဲ့ဒီချစ်တဲ့ပြုမှုနေပြီဆိုရင်တော့ကောင်းမလေးစီကအချစ်တဲ့တန်မိုးထမှုတွေရရှိဖို့မမျှော်လင့်ပါနဲ့နံပါတ်၁ကိုပိုင်ချိန်မပေးခြင်းကောင်းမလေးကိုကိုပိုင်ချိန်မပေးဘဲ နေနေညညချိန်တိုင်းသူ့ကိုဖုန်းနဲ့ဆက်ပြီးစာရီပို့နေရင်ချာလာရင်တင့်ကိုစိတ်ပြန်လာပါလိမ့်မယ်။သူ့အတွက်ဖုန်းစော်ချိန်တီးတဲ့အနားယူချိန်ပေးပါ။မနှောင့်ယှက်မိပါစေနဲ့။နံပါတ်နဲ့အရန်ချက်ပြတဲ့ယောက်ျားလေးမချက်ပြပဲခဏခဏသူ့ကိုဖြစ်ထားနေရင်လေတစ်ဖက်မိန်းကလေးကတင့်ကိုထင်လွယ်ပြီးစိတ်ပြတ်သွားနိုင်တယ်။တန်တရားတွေကြောင့်အချိန်ကြီးကအဆင်မပြေနိုင်တော့ဘူး။ဒါကြောင့်မို့ချက်ပြတဲ့အချိန်ချက်ပြပါ။ နေရတကအရန်ကြီးချင်မပြပါနဲ့နံပါတ်3သူ့ကိုရရတီပေးနေတဲ့ယောက်ျားလေးတခါတလေမှာမိန်းကလေးတွေကကိုချစ်သူဘာလုပ်နေမလဲဆိုတော့တီချင်စိတ်ရှိမှချစ်စိတ်ကပိုပြင်းပြလာပါတယ်တင်ဘာလုပ်လို့သူ့ကိုအမြဲတမ်းတီပေးနေရင်တင်ကသူ့အတွက်စိတ်ဝင်စားချင်မကောင်းတော့ပါဘူးနံပါတ်4လောင်းကစားနဲ့မူးယစ်ဆေးသုံးတဲ့သူမိန်းမကောင်းနေဟောင်းလောင်းကစားမူးယစ်ဆေးနဲ့အရှင်ဆွဲလန်းနေတဲ့သူ အပျော်ပါမတဲ့ယောက်ျားတွေကိုမချစ်ကြပါဘူး။မတိလို့ချစ်မိသွားခဲ့ရင်လေကြာရင်စိတ်ပြတ်သွားမှာပါ။နံပါတ်9ဖုန်ချောင်းတဲ့သူရင်းစားရှိပါလျက်နဲ့တွေ့သည်။ချောချောလန်းလန်းမိန်းကလေးတွေကိုဖုန်ချောင်းနေတဲ့ယောက်ျားတွေကိုဘယ်မိန်းကလေးကမှမချစ်ချင်ကြဘူး။အရန်ချစ်တဲ့မိန်းကလေးတွေမို့လက်မလွတ်နိုင်ဘူးဆိုရင်လေအဲ့လိုယောက်ျားလေးတွေကြောင့်စိတ်ဆင်းရဲရလို့နောက်ဆုံးမှလမ်းခွဲသွားနိုင်ပါတယ်။ မိကုံတို့အနေနဲ့ကိုချစ်သူမင်းကလေးစွန့်ပြစ်သွားမှစိတ်ကုံသွားမှကြောက်ရင်ဒီချက်တွေကိုရှောင်ကြပါ